မိတာခန္ဓာပရိလ္လကိုနိညာခါခါရွတ်ဖတ်ရဤလို့ဆိုတဲ့အတိုင်းအစိတ်ဘေးမှကင်းဝေးစေရန်ခန္ဓာတုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်။တဘာတိဝိသဇာတိနံဒိဗ္ဗမန္တကတံဝိယဇာနာတေတိဝိတံဂောရံသေသိသာပိပရိတယံအာနာကိတမိတဗ္ဗဒ္ဓတဗ္ဗရတဗ္ဗပါဏိနံ သဗ္ဗသောပိနိဝရေတိပရိတံဓမ္မနာမဟေဝိရုပကေယိမေမေတံမေတံဣရပတိမေသဗ္ဗံဗုဒ္ဓေယိမေမေတံမေတံကန္နာဂောတမကေဟိသာအဘာတကေယိမေမေတံမေတံဒွိပတကေဟိမေသတုပတေယိမေမေတံမေတံဘဟုပတေဟိမေ မမအပါတကောဟိန္တိမမဟိန္တိတိပါတကော မမသတုပရော ဟိန္တိမမဟိန္တိဘောပရောသဗ္ဗေတ္တာသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓသကေဝလံသဗ္ဗေဘဒ္ဒရာနိပတ္တံတုမာကေစီပါပမာဂမံအပမနောဗုဒ္ဓော အပမနောဓမ္မော အပမနောသံဃော ပမာဏဝန္တာနေတရိတပါနိအဟိဝေစီကတတပရိဩနနာဘိတရဘုမုတိကာကတာမေရခကတံမေပရိတံပဋိကမန္တုဘုဒ္ဓာနိသောဟံနမောဘဂဝတ္တော နမောတတ္တနံတမဟာတံဗုဒ္ဓာနံခန္ဓာတုတ်တံဩရခတုခန္ဓာတုတ်တံခန္ဓာတုတ်ပိတောမြတ်တိ ောတုံမကံပရိတရာစိတ်ဓာတ်ကြည်ပြူနာယူချာညတဲ့မျိုးကောင်းသာမျိုးကောင်းသမီးတို့အားရက်ခတုကိုလည်းကြံမာစိတ်ချမ်းသာ၍အစိမ့်ဘေးဝေးကွာလွတ်ချမ်းသာကောင်းစွာမသွေးဆောင်လျှောက်တော်မူပါစေတည်း